မင်္ဂလာပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘကိုးရိုးမာတွင်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားစစ်သားတချို့အလံဖြူထောင်ချိန်စစ်ကောင်စီကလက်နက်ချသူများကိုလေရင်ဖြင့်လိုက်လံပုံကျဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ ဘကူတိုင်းမင်းလာမြို့နယ်ဘကူရိုးမအတွင်တက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြပြီးစစ်သားများအလံဖြူတောင်ကြောင်ဒေသစီရေးတရင်ရင်မြစ်ကတရင်ဌာနသို့ပြောဆိုပါရယ်ဧပြီလ23ရက်နေ့မှစတင်ကမင်းလာမြို့နယ်ဘကိုးရုံမအဆက်ရှိကြေးရွာများသို့လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီးစစ်ကြောင်းထိုးနေသောစစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကဧပြီလ26ရက်နေ့နဲ့28ရက်နေ့တို့တွင်ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ရင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုများပြားပြီးစစ်ကြောင်းတစ်ခုလုံးတပ်ပြက်၍ထွက်ပြေးသွားကြောင်း တော်လန်ရေးတပ်ဖွဲ့များကလိုင်းလံတိုက်ခိုက်နေခြင်းကြောင့်စစ်ကောင်စီတပ်သားအများစုအလံဖြူထောင်၍လက်နက်ချအလင်းဝင်မှုများရှိကြောင်းသိရပါသည်ထို့သောစစ်ကြောင်းတစ်ခုလုံးဖွဲ့စည်းပုံပြည့်၍အလံဖြူထောင်ချင်းစစ်ကောင်စီတပ်ကယနေ့နံနက်ပိုင်းမှစတင်ကဘကိုးရိုးမှတောက်လျှောက်ကို MI 35တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့်လိုက်လံပုံကျဲပစ်ခတ်တိုက်ခိုက်နေကြ။ဂျက်ဖိုက်တာများဖြင့်လည်းအဆက်မပြတ်ပြန်ဝဲနေကြောင်းသိရပါသည်။ ်ခွေးစစ်ကြောင်းကရွာတွေကိုတောက်လျှောက်ဝင်စီးပြီးတွေ့သည့်မြပစ္စည်းတွေယူတယ်ပြည်သူခုနှစ်ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ထားတယ်လို့ကနအူးသိရတယ်အဲ့လိုတွေအကြမ်းဖက်တာတွေလုပ်နေတော့ PDF တွေနဲ့တိုက်ပွဲဖြစ်တာနှစ်ရက်ရှိပြီး စစ်ခွေးစစ်ကြောင်းတစ်ခုလုံးတက်ပြတ်သွားတာစစ်ခွေးတွေအသေးများတယ်ဒဏ်ရာရတာတွေလည်းများတော့အလံဖြူထောင်နေလို့သိရတယ်အလံဖြူထောင်တာကစစ်မှုရန်တပ်သားတွေလို့တော့ကြားတယ်စစ်ခွေးရဟတ်ရင်တွေနဲ့ Jet Fighter တွေကတောက်လျှောက်ကိုဝယ်နေတာ Jet Fighter ကတော့ဘုံမကျဲသေးဘူးရဟတ်ရင်ကတော့တောက်လျှောက်ကိုပတ်ပြီးပြစ်နေတာအခုထိရှိနေတယ်ပြည်သူတွေလည်းတောင်းနဲ့ချီတယ်ပြေးနေရတာဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ် လက်ရှိချိန်တွင်ကြောင်းရွာရွေးကုန်းခွတ်မစမ်းဘုတ်ထောက်ကျန်းပတ်တန်းဂန့်ကော်ပင်ဥရိုကញင်ပင်အင်ဂျင်ကုန်းနှင့်စမ်းတောင်ခွေအုပ်စုတို့ရှိကျေးရွာပေါင်း20ကျော်မှတောင်းနေချီသောပြည်သူများသည့်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည် ဆက်လက်ပြီးရေးမြို့ခမာယ988တရင်မူနေအိမ်နှင့်လက်နက်တိုက်ကိုရှော့တိုက်တုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ဟုဒေါနာစစ်ကြောင်းမှပြောရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။မွန်ပြည်နယ်ရေးမြို့နယ်အခြေစိုက်စစ်ကောင်စီ၏ခမာယ988တရင်မူနေအိမ်နှင့်လက်နက်တိုက်ကိုတော်လန်ရေးတပ်များရှော့တိုက်တုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ33စစ်စင်ရေးမူဒေါနာစစ်ကြောင်းမှလည်းဖြစ်သူစောသားကိုကသတင်းဌာနသို့ပြောပါရဲ။ ရေမြို့နယ်မော့ကနင်ရွာအခြေဆိုင်ခမရ988တရင်အားဧပြီ24ရက်နေ့လယ်တနာရီ30မိနစ်ခန့်က108မမရှော့တိုက်တုံး၅လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟုဆိုပါရယ်။ထိရောက်မှုရှိတဲ့တေဆုံးထိခိုက်မှုကိုကျွန်တော်တို့စုံစမ်းဆဲဖြစ်တဲ့လော်လော်ဆဲဒီကောင်တွေဘက်ကတရင်ကိုလုံးဝဖျောက်ထားတယ်ဟုစစ်စင်ရေးမှုစောရာကိုကခမရ988တရင်ဤအခြေအနေကိုရှင်းပြပါရယ်။ ခမရ988တရင်တိုက်ခိုက်ရာတွင်မွန်ပြည်တော်လှန်ရေးတပ် MSRF မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတရင်ကယနေ့ April 28ရက်တွင်ထုတ်ပြန်ထားပါတယ်တိုက်ခိုက်မှုကြောင့်ရန်သူစစ်ကောင်စီတပ်သားများထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုစုံစမ်းနေစေဖြစ်ကတော်လန်ရေးပူးပေါင်းတပ်များမှထိခိုက်မှုမရှိဟုဖော်ပြပါရယ် မွန်ပြည်နယ်ရေးမြို့နယ်တွင်စစ်ကောင်စီသည်အခြေစိုက်တပ်အများဆုံးတပ်တီထားပြီးစကခ19လက်အောက်ခံခလာရ31ခလာရ61ခလာရ106ခမာရ299ခမာရ343ခမာရ986ခမာရ989ခမာရ983ခမာရ991အာမတာ316တပ်ရင်းတို့ရှိပါသည် ဒေတာရင်းတော်လန်ရေးအရှိန်မြင့်တင်ရန်အတွက်မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD မွန်ပြည်ကာကွယ်ရေးတပ် MSDF နှင့်မွန်ပြည်တော်လန်ရေးတပ် MSRF တို့သည်ယခုနှစ်စပိုင်းတွင်ရာမညပူရဲစစ်ကြောင်းကိုဖွဲ့စည်းခဲ့သည်ဆလပီဗမော်နှင့်ဖားကန်တွင် KIA ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ် တိုက်ပွဲဆက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရရှင်။ကချင်ပြည်နယ်ဗမော်မြို့နယ်ဖားကန့်မြို့နယ်တို့တွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်အကြားယနေ့ April 28ရက်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။ KIA နဲ့မဟာမိတ်တပ်များကမြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့်ဗမော်မြို့တွင်တိုက်ပွဲအလွန်ပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူအပြင်းထန်ပြုလုပ်လျက်ရှိကြောင်းသတင်းရင်းမြစ်ကပြောပါရယ်ဗမော်ပွဲကျန်းနေတဲ့စကစလေးချောင်းတိုက်ခိုက်မှုလို့တာလဲပြင်ထန်တယ်ဒီမနက်လေးချိန်လာကျဲပြီဟုကချင်သတင်းရင်းမြစ်ကပြောပါရယ်ရှမန်နေဧပြီ26ရက်ဗမော်မြို့တိုက်ပွဲတွင်စစ်ကောင်စီကကင်းစခန်းအချို့သိမ်းပိုက်ရရှိခဲ့ပြီးစစ်ကောင်စီတပ်မှအရာရှိအပါအဝင်73ဗန်းများလဲဖမ်းဆီးရရှိထားတယ်ဟုက ချင်းသတင်းရင်းမြစ်ကပြောပါရယ်။တိမ့်ပတ်ရရှိခဲ့တဲ့ကာကင်းစခန်းများမှာဗမော်အမတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်ဤအရေးပါသည့်ကာကင်းများဖြစ်သည့်ဟုဆိုသည်။27ရဲ့အဓိကကာကင်းတွေဖြစ်တဲ့ဟာတွေကတော့တိမ့်ချတာရှိတယ်။27ရဲ့ကာကင်းတွေတော်တော်များများတိမ့်လိုက်ပြီး27ဝန်းနာအထိရောက်ရှိနေပြီလို့သတင်းတော့ရတယ်ဟုအခြားစစ်ရေးသတင်းရင်းမြစ်တအူးကပြောပါရယ်။စစ်ကောင်စီတပ်ကဗမော်မြို့ကိုလေကြောင်းတိုက်ခိုက်နေသည့်ရုတ်တရက်နဲ့ KIA မဟာမိတ်များကဗမော်ဒေသတိုက်ပွဲ၌ drone ဖြင့်စစ်ကောင်စီကိုတိုက်ခိုက်နေမှုရုပ်တံကိုလည်းသတင်းရင်းမြစ်အချို့ကလူမှုကွန်ရက်၌ဖော်ပြထားသည်ကိုတွေ့ရပါတယ်။ဗမော်မြို့တွင်တိုက်ပွဲပြင်းထန်နေတဲ့ကဲ့သို့ဖားကန်မြို့နယ်တွင်လည်းစစ်ကောင်စီကထိုးစစ်ဆင်လာ၍တိုက်ပွဲပြင်းထန်နေသည်ဟုစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဖားကန်မြို့နယ်မအူပင်ဒေသတိုက်ပွဲမှာလည်းယနေ့ပြန်လည်ပြင်းထန်နေသည်ဟုသတင်းရင်းမြစ်က ပြောပါရယ်စစ်ကောင်စီသည်ဖားကန့်မြို့နယ်ပြန်လည်စုမှုရေးအတွက်အင်အားရကြီးဖြင့်ဖားကန့်လန်းသို့ထိုးစစ်ဆင်လာ၍ KIA ကကြားဖြတ်တိုက်ခိုက်ခဲ့ရာဧပြီ24ရက်နေ့ကဖားကန့်မြို့နယ်မအူပင်ဒေသ၌တိုက်ပွဲပြင်းထန်ခဲ့တယ်ဟုစစ်ရေးသတင်းရင်းမြစ်တို့ကအတည်ပြုထားပါရယ် ဖားကတ်ဒေတာပြန်လည်ထိန်းချုပ်နိုင်ရေးကာမိုင်းနဲ့ရလန်းချောင်းအတိုင်းစစ်ကောင်စီကထိုးစစ်ဆင်လာတဲ့ကဲတို့အင်းတော်ကြီးတာမခန်လန်းချောင်းမှလည်းစစ်ကောင်စီကထိုးစစ်ဆင်နေခြင်းဖြစ်တယ်ဟုသတင်းရင်းမြစ်ကပြောပါတယ်။ဗမော်တိုက်ပွဲအပအဝင်ကချင်ဒေတာစစ်ရေးအခြေအနေများမေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးထံသို့ဆက်သွယ်ထားဆဲဖြစ်ပါတယ်။ဆက်လက်ပြီးကလေးမြို့တောင်ပိုင်းရှိကြီးရွာများကိုစစ်ကောင်စီကနှစ်ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်မှုပြည်သူလေးဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရတဲ့ဆိုတဲ့ ဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။သကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းရှိကြေးရွာများကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်နှစ်ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူလေးဦးသေဆုံးခဲ့ကြောင်းဒေသနေပြည်သူများကသတင်းဌာနသို့ပြောကြားပါတယ်။ယမန်နေ့ဧပြီလ26ရက်ညနေပိုင်းမှာညပိုင်းအထိကလေးမြို့နယ်နှချောင်းကြေးရွာနဲ့နှမြောင်းကြေးရွာတို့ကိုအကြမ်းဖက်စစ်ကောင်စီမိတီလာလီတက်မှတက်လာသောဂျဗိုက်တာနှစ်စီးဖြင့်ပုံသီး6လုံး Y7 လေယာဉ်ဖြင့်ပုံသီးအလုံး30ကျော်ခြေကြတိုက်ခိုက်ခဲ့ရာပြည်သူ3ဦးသေ ေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းများပြားကြောင်းသိရပါတယ်။အလားတူယနေ့ဧပြီ28ရက်နနက်8:30မိနစ်ကကလေးမြို့နယ်တောင်ပိုင်းရှိအောင်ချမ်းသာကြီးရွာနဲ့ငါးဖားကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီမိထီလာရှန်တဲလီလီတက်မှထွက်လာသောဂျက်ဖိုက်တာတစီဝိုင်းဆက်နှစ်လေးရင်တစီတို့ဖြင့်ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူတအူးသေဆုံးခဲ့ကြောင်းသိရပါတယ်။ ဘာတိုက်ပွဲမှမရှိဘဲနဲ့ကျင်းနေတာပါမနေ့ကနှစ်ချောင်းရွာကိုဂျက်ဗိုက်တာနှစ်စီးဝိုင်ဆက်နှစ်လျင်တစီးနဲ့တရွာလုံးကိုပတ်ပြီးကျဲချပစ်ခတ်တိုက်ခိုက်သွားတာပြည်သူ၃ဦးသေတယ်ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းများတယ်ဒီနေ့မနေ့ကအောင်ချမ်းသာရွာနဲ့ငါးဖားရွာကိုတိုက်ခိုက်သွားတာဘုံအလုံးကြီးတော်တော်များတယ်ဆိုင်ကယ်မောင်းနေတဲ့ပြည်သူ၁ဦးသေတယ်နှွားတွေလည်းသေတယ်ဟုဒေသနေပြည်သူ၁ဦးကသတင်းဌာနသို့ပြောပါတယ်